အလုံးမမင်္ဂလာပါ The Great Godzilla Terror မှာဖြစ်ပါတဲ့တင့်အတွက်မနက်ဖြန်ငွေကြေးကန်ချင်းလေးကိုဖတ်ကြားပေးပါမယ်။မနက်ဖြန်မှာငွေကြေးကန်ချင်းလေးတော်တော်လေးကောင်းနေတတ်ပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ရရန်ကြာနေတဲ့ငွေကြေးတွေလည်းရရှိတတ်တယ်။ကြံ့ညာခက်ခဲနေတဲ့ကိစ္စတွေလည်းအောင်မြင်တတ်တယ်။ဘလောက်ပဲအနှောင့်ယှက်တွေများပါစေအပြိုင်ဆိုင်တွေများပါစေစကားတွေပြဿနာတွေနဲ့စကနာထိုးရပါစေကိုလိုချင်တဲ့ငွေကြေးပမာဏကရရှိတတ်ပါတယ်။ အလုံမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲငွေကြီးနဲ့ပတ်သက်ပြီးတော့ကြိုးကြိုးဆဆနဲ့အာယုံဆိုင်လေငွေကြီးရလေရလေအဲ့လိုမျိုးရှိပါတယ်။နောက်ပြီးငွေကြီးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့တငယ်ချင်းအပေါင်းအသင်းကဖြစ်စေချစ်ခင်ရသူတွေကဖြစ်စေလိုအပ်တဲ့နေရာအတွက်လည်းကူညီထောက်ပံ့ပေးတတ်ပါတယ်။ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးတော့ပေါ့နော်မရတာကြာသေးလို့အချိန်တော်တော်ကြာတီးခံခဲ့ရတဲ့ကိစ္စတွေရှိတယ်ဆိုရင်လည်းဒီအချိန်မှာ အောင်မြင်တတ်တယ်။ပြန်လည်ပြီးတော့ရရှိတတ်တယ်။အမြတ်ဆုံးနေရရှိတတ်တယ်။နောက်ပြီးတော့အချိန်တော်တော်ကြာရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းရှိတယ်ဆိုလို့ရှိရင်လည်းဒီနေ့မှအေးဘယ်ဘယ်အလုပ်ကတော့ပေါ့နော်ငါဒီမှာစူးစမ်းထားတာကြာနေပြီပေါ့နော်ရှေ့နေရှေ့ရှေ့ကာလတွေတုန်းကရှေ့ပတ်ရှေ့လတွေတုန်းကရှေ့နှစ်တွေတုန်းကဒီနေရာမှာငါပေါ့နော်ရင်းနှီးမြှုပ်နှံနေရကြာနေပြီဘာမှဖြစ်မလာသေးဘူးဆိုတော့ကိစ္စမျိုးတွေကဒီနေ့မှာ လုံးဝကိုပေါ့နော်ကောင်းသတင်းထွက်တယ်ပြောမယ်ဆိုအောင်စင်းကိုဂုံနူးနဲ့ထွက်တဲ့အခြေအနေမျိုးကြုံတွေ့ရလိမ့်မယ်သိလားနော်ကိုတော်မှပဲဒီကိစ္စကဒီငွေကြေးကိစ္စဖြစ်စေဒီစီးပွားရေးကိစ္စဖြစ်စေအောင်မြင်လို့အောင်မြင်မယ်လို့တောင်းမှပဲဟို မတွေးထားဘူးပေါ့နော်အဲ့လိုမတွေးထားတဲ့ကိစ္စက ထပြီးတော့ဗာပြစ်သွားလဲဆိုအောင်မြင်သွားတာဒီလားဒီဟာတော့လုံးဝပေါ့နော်သွားပြီးဒီလုပ်ငန်းကတော့ဖတ်ဆယ်လို့မရတော့ဘူးဒေဝလိခံလိုက်ရတော့မယ်နော်လုပ်ငန်းကတော့ဖြူဖြတ်ပြစ်လိုက်ရတော့မယ်ဒီစီးပွားရေးယူတော့ဆက်လုပ်လို့မရတော့ဘူးအဲ့လိုမျိုးတွေးထားတဲ့အရာကပြန်ပြီးတော့အောင်မြင်တာပေါ့နော်အရန်အရန်ကိုဟောဘယ်လိုပြောမလဲဆိုအံ့ဩဖို့ကောင်းတယ်နော်အရန် အံ့ဩဖို့ကောင်းတဲ့အခြေအနေမှာရှိတယ်အဲ့တော့စီးပွားနဲ့ပတ်သက်ပြီးတော့မနှက်ဖြာမှာလဲပေါ့နော်စီးပွားပြိုင်ဘက်တွေအများကြီးရှိတာကိုအရင်ကမသိခဲ့ဘူးဆိုတော့ခုသိလိမ့်မယ်ပေါ်လာလိမ့်မယ်နော်စီးပွားပြိုင်ဘက်တွေငါ့မှာအများကြီးရှိပါလားနော်ငါ့ကိုလိုက်ပြီးတော့ပြိုင်နေရတယ်အများကြီးရဲ့ဆက်ပြီးအဲ့လိုမျိုးတွေမြင်နေမယ်ဒါမဲ့လို့ထူးဆန်းတာကပါလဲဆိုတော့အဲ့ဒီသူတွေကိုတင်ဒီတကူးတကပေါ့နော်ပြန်ပြီးတော့ဘာမှရှံလုံနေစရာမလိုပဲနဲ့တဲ့ဘာမှရံလုံနေစရာမလိုပဲနဲ့ပေါ့နော်သူတို့ထပ်တာလွန်နေတဲ့အခြေအနေကို ရရှိထားတယ်ဆိုတာကိုငုံကွက်ကွက်မြင်ရလိမ့်မယ်လို့ပြထားတယ်ပေါ့နော်ဒါကကောင်းတဲ့အကျိုးကျေးဇူးပါအဲ့တော့မနက်ဖြန်မှာစီးပွားနဲ့ပတ်သက်ပြီးတော့လကံကောင်းနေငွေချင်းနဲ့ပတ်သက်ပြီးတော့ကံကောင်းတာတွေ့ရပါတယ်